စီပီပန်တင်နေဒီစုံမှာရှိပါတယ်ဟိုလေရတော့တော့ဝါအာဒီစုံမှာစီပီပန်ကတင်တဲ့အနည်းဆုံးမှာရှိနေတယ်ဒီစုံမှာစီပီပန်ရှိနေဘောမန်ဘောကိုကြောက်စင်ပြေသွားမယ်နော်အဲ့ဒါကိုနားထောင်တာရေဘောလုံးကဒါမြန်မာလေးတွေချစ်တာ လာမယ့်ဇွန်လ22ရက်နေ့မှာကြာရောက်မဲ့အပြည်ပြည်ဆိုင်ရာယောဂနေ့အတွက်အကျိုးလှုပ်ရှားမှုဖြစ်ပြီးအပြည်ပြည်ဆိုင်ရာယောဂနေ့အခမ်းအနားမှာပါဝင်ဖို့ယောဂလေ့ကျင့်မှုတွေပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ်အခမ်းအနားကိုတော့မြန်မာနိုင်ငံမှာဒုတိယမြောက်ကျင်းပမှာပဲဖြစ်ပါတယ်။ဒုတိယကျင်းမြောက်ကျင်းပမဲ့ယောဂနေ့အခမ်းအနားကိုဇွန်လ19ရက်နေ့ဆင်ရတုခမ်းမမှာပြုလုပ်သွားမှာပါ။ ဒီလူတွေကဘာအကျိုးစေးစုရှိလဲဆိုယောဂကစားတွေပျော်ရွှင်မှုတစ်ဖက်ရတယ်စိတ်ကို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 ထိန်းနိုင်တယ်ဒေါရကြီးတာတွေဘာတွေလဲမရှိတော့ဘူးကိုစိတ်ကိုကိုထိန်းနိုင်သွားပြီတော့ကိုကိုကိုလည်းယုံကြည်မှုတွေအပြည့်အဝရှိတယ်ဘောနော်ဒါကစိတ်ကိုကြည်နင်စိတ်ချမ်းသာစေတယ်ပေါ့ပျော်ရွှင်မှုလည်းအရင်ရတယ်ပေါ့နော်နောက်မကောင်းတဲ့ကျန်းမာရေးအတွက်တွေကိုလည်းဒီဟာကပြည့်ပြောင်းလဲပေးတယ်ကိုရဲ့ life ကိုလည်းပြင်ဝပေးတာပေါ့အကောင်လုံးကဟုတ် ယောဂကိုအသက်ငယ်တဲ့လူကစကြီးတဲ့သူအဆုံးအသက်အရွယ်မရွေးကြားမမရွေးအကုန်လုံးလေ့ကျင့်နိုင်တဲ့အားကစားနည်းတစ်ခုပါလို့ဆိုလာသူကတော့ဆူဆူထွေပါယောဂကစားကြဖို့ကိုလည်းအခုလိုတိုက်တွန်းခဲ့ပါတယ်အစိုးရစာတင်ကြောင်းတွေမှာအရင်ကကိုကာရလေ့ကျင့်ခြင်းဆိုပြီးရှိခဲ့ပေမဲ့အခုတော့ဒါမျိုးတွေမတွေ့ရတော့ပဲတကယ်ဆိုရင်ယောဂအားကစားနည်းချိန်တစ်ချိန်ကိုထားပေးစီခြင်းလေလို့ယောဂလေ့ကျင့်နည်းတွေကိုတင်ကြားပြသနေတဲ့ဆ iam ကီကီကဆိုပါတယ် အခုဖြစ်စေချင်တာပေါ့ဒီနေ့ဆို second time second time မှာနော်ဘာတိဖြစ်စေချင်လဲဆိုမတော်ငငယ်တော့ဆိုကြောင်းနေမှာပီတိချင်းဆိုတာရှိတယ်နော်ရှိတယ်ဆိုတော့ကလေးတွေကမတော်ဆိုငငယ်တော့လွတ်လွတ်လပ်ကစားတယ်ဆိုတော့ကျမ်းပါတယ်ခုခေတ်ကလေးတွေကစာနဲ့ပဲလုံပန်းနေရတော့ပီတိချင်းဆိုတာလည်းမရှိတော့ဘူးအဲ့တော့မဖြစ်စေချင်တာမဖြစ်စေချင်စန္ဒဒီကြောင်းနေမှာလည်းပီတိချင်းလိုမျိုးယောဂလေးတစ်ချိန်လောက် ြုလုပ်ပေးစေခြင်းနဲ့အဲ့ဒါကျမကြီးဟိုဝင်ကြီးဌာနတွေဟောနော်ဒီအာကစားဝင်ကြီးဌာနတွေကပါပူပေါင်းပြီးပြောပြရင်တော့ကောင်းမှာပေါ့ကျောင်းနေမှာဒီလိုအချိန်လေးဆိုအမတို့ကပရိုက်တာလောက်တာပရိုက်တာလောက်တဲ့အတွက်ပရိုက်တာအနေနဲ့မတို့သင်ပြရမှာအခြေနဲ့တယ်